မင်္ဂလာပါခင်ဗျခါချန်နယ်ကနေပြန်လည်ကြိုးစုပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့ဆိုင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောင်လန်းဘိုးတင်တဲ့တရားစီဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားပါမယ် channel လေးကိုလည်းကန် subscribe လုပ်ထားပေးပါဦးဘေးနားမှာရှိတဲ့ notification လေးကိုလည်းနှိပ်ပေးထားပါဦးတပည့်သေးသေးတွေအောင်မှာတပားချောင်းသင်္ကန်းတစ်ဆောင်ရှိပြီးတော့အဲ့ဒီချောင်းလေးရဲ့ဘေးမှာဆရာတို့တွေတန်ခါတို့တွေဈေးညံလျှောက်နေကြတယ်မြန်တော်ထဲမှာဒီမြင်ကွင်းကိုမြင်ရတော့မင်းတော်ကသူ့ရဲ့ခြေထောက်မှာစီးထားတဲ့ဖက်နှက်ကိုချွတ်တော့ကျန်တဲ့သူတွေကလည်းလိုက်ချုပ်ပြီးလက်ကခြင်ထားကြတယ် သူတို့ကမသိသေးရှိတယ်ဆိုပြီးမှဥဒုံညာပူလိုက်တဲ့နေရာကသံဃာတော်များတရားချင်းကြံနေတဲ့တွေ့ရကြောင်ဖြစ်နေတယ်မလားသံဃာတော်များကမင်းအောင်လို့ရောက်လာတာကိုတော့မှခရီးမပြူမိဘူးဒီလိုနေသားမှာမင်းအောင်လို့ဘယ်လိုလုပ်ရမလဲလို့ဝေခွဲမြဖြစ်နေစီမှာကိုရင်ကလေးတစ်ပါးရောက်လာပြီးမင်းအောင်ကိုအတန်တူတူနဲ့တခါကြီးတို့ဘာကိစ္စရှိလို့လဲဥဒုံညာဆိုတဲ့ဦးကြီးကဒီကိုလွတ်လိုက်တာပဲဗျာဒါဆိုရင်တော့ကိုရင်တော့လိုက်ခဲ့ပါမင်းအောင်ဦးဆောင်ပြီးခြံတဲ့သူတွေကကိုရင်လေးခွေရအောင်ကိုလိုက်သွားတယ်ဂျိုးသိန်းကသူရထားတဲ့ငှက်ကြီးတောင်သားကိုဘိုးရင်တို့ကတင်ထိုးပေးနေတော့မှဘိုးရင်တို့ကဂျိုးသိန်းကိုမကြည့်သလိုကြည့်ရင် ဒီထဲရောက်มาဘာလို့လာပြီးနေတာတော့ကိုဘသားကိုလွယ်တာဟာဘုန်းကြီးကထားခိုင်လို့ဆိုရင်ဒုက္ခကျိုးတို့ကိုတော့စောပါစေဆိုတဲ့သဘောလားအဲ့လိုလည်းမဟုတ်ပါဘူးမင်းတို့ကခလေးသားသားလေးဆိုတော့ဘုန်းကြီးကရိုက်มาမဟုတ်ဘူးအပူရီပြောမနေနဲ့မယူရဲဟိုဘယံကိုပြစ်ချခဲ့လိုက်အေးပါကွာကျိုးသိလည်းပဲသူ့လေထားတဲ့ထားကိုကျုံးမြင်ရင်มาထားခဲ့ပြီးတော့မှမင်းနာနာကိုလိုက်သွားတော့မကြတော့ချိန်မှာနောက်ထပ်တစ်ပါးចောင်းတစ်ចောင်းရှိကိုရောက်လာတယ်အဲ့ဒီခါမှာကိုရင်လေးကចောင်းရှိသိပင်ကြီးတပင်ကိုပတ်ပြီးဆောက်ထားတဲ့ကိုပြစ်ပမာမင်းနာနာကိုထိုင်စီပြီး ်ခွေလေးကအချောင်းပုတ်ကိုတက်သွားပါတော့တယ်မင်းတော်တို့ကအခုပြစ်မှာထိုင်ပြီးတော့မှတဘာချောင်းလေးပုတ်ကိုမျက်နှာပူပြီးစောင့်ကြည့်နေကြတယ်တိတ်မကြတဲ့အချိန်မှာတတ်တော်90ကျော်လောက်သာရှိသေးတဲ့တေကောက်ကြီးအဆိုးထားတဲ့သင်္ကန်းကိုဆင်မြင်းထားတဲ့ဇီယာတို့တပါးချောင်းလေးပုတ်ကနေကြွမျက်လာတယ်ဒီအခါမှာမင်းတော်ကအခုပြစ်ပုတ်ကဆင်းပြီးမြေပြင်ပုတ်ကိုထိုင်လိုက်တော့မင်းတော်နေသူဂျိုးသိန်းကလိုက်ထိုင်ပြီးမဲ့မဘိုးတင်တို့တော့ရောက်တာအခုပြစ်ပုတ်ကိုထိုင်ရတာကြမ်းနေတယ်ဂျိုးသိန်းကမျက်စပြစ်ပြီးအောက်ဆင်းတိုင်မှုအချက်ပြလိုက်မှမဘိုးတင်တို့ဥတုတုနဲ့မြေပြင်မှာဆင်းနိုင်ကြတယ် ဒီနောက်မှာဆရာတော်သူတို့နဲ့မလမ်းကမ်းကိုရောက်လာတဲ့အခါမင်းအောင်နဲ့တခြားသူအားလုံးကဦးကြကြတော့ပြီမဲ့မဘိုးတင်ကသာဟူကြီးတီကြီးနဲ့မိတို့မိဘလောက်ရမလဲမသိဖြစ်နေချင်းဘေးမှာရှိတဲ့ပေတူးကဦးချနေမဘိုးတင်ရဲ့လေကုတ်ကိုဆွဲလို့အောက်ကိုနှိမ့်လိုက်ကဦးချစီတဲ့အခါမှာပေါ့စိပေါ့ဦးသူညီချလိုက်ပါတယ်အဲဒီနောက်မှာဆရာတော်ကမဘိုးတင်တို့ကအကြီးဆုံးဖြစ်မယ်ထင်တဲ့မင်းအောင်ကိုကြည့်ပြီးတခါကြီးဘယ်အကြောင်းများရှိလို့လဲလို့မေးတယ်တပည့်တော်ကဦးသူညီဆိုတဲ့ဦးကြီးတယောက်ကဒီမှာမသိသေးရှိတယ်ဆိုလို့လာခဲ့ရခြင်းမှာတပည့်တော်ကိုသနာတော်အဖြစ်မသိသေးပြီးတော်မူပါ ဘာဖြစ်လို့လိုချင်တာလဲတကားတပည့်တော်ရဲ့မိခင်ကြီးနာမကျန်ဖြစ်နေလို့ပါဗျာလောကီဈေးပညာတွေနဲ့ပြကြည့်ပြီးပလားတကားမြို့ဈေးုံနေတက်ပြီးတပည့်တော်ကုကျင်ပြီးမယ်အမေကညင်းနေပါတယ်ဗျာရွာကဈေးဆရာကတော့ဒီတိုင်းခေါင်းမာနေရင်လူလောကမှာဆက်နေဖို့ကမလွယ်ဘူးလို့ပြောပါတယ်အဲ့ဒါကြောင့်တပည့်တော်အမေကိုအသက်ရှိရှိနေနိုင်မှုလောကီပညာသတိဖွဲ့ဆက်ထားတဲ့မသေးသေးကိုရှာနေခြင်းပါဗျာလောကမှာလူရဲလို့ဖြစ်လာရင်သေခြင်းနဲ့သေရမှာပဲတကားတပည့်တော်အမေကိုမသေးသေးခြင်းမှုဗျာတပည့်တော်ကိုမသေးသေးပေးပါတပည့်တော်မှာဖခင်မရှိတော့ဘူးဒီအမေကြီးတယောက်တည်းပဲရှိတော့တာပါ ခပ်ပြီးတကားဇာတိဖြစ်လာဇေယဆိုတာကဖြစ်မြင်ဇေယဖြစ်တော့ဗျာတိနေမရဏကပါမြင်ပဲတကားမိခင်ကြီးကအစင်းတန်းဖြစ်တယ်ဆိုတော့သူများတွေထက်သားပါသေးတယ်တချို့များဇာတိမာနေမရဏကပ်ပါပြီဇေယတော့မှမဖြစ်လိုက်ရဘူးတချို့များဆိုလည်းဇေယမဖြစ်သေးပဲနဲ့ဗျာတိနေဆက်လို့စေတောင်းကိုကြီးဖြစ်သူတွေကလည်းများလာပြီကမင်းအောင်နဲ့မဘိုးတင်တို့ကဇေယရဲ့တရားစကားကိုလုံးဝနားမလဲဘူးဒီနောက်မှာတော့မင်းအောင်ကအရှင်ဘုရားစကားကိုတပည့်တော်ဘာမှနားမလဲပါဘူးဗျာတပည့်တော်ရဲ့အမိကသာကဲတင်ပြီးပါဘုန်းကြီးမပေးစရာစီးတော့မရှိဘူးတကား ။ဒါဆိုရင်ဥဒုံညာကတပည့်တွေကိုညာတာပေါ့။သူလည်းညာတာမဟုတ်ပါဘူး။အရှက်ထဲမှာဘုန်းကြီးတို့ကျောင်းကနေတရားထိုင်ပြီးယောဂပြောက်သွားတဲ့သူတွေရှိတော့သတင်းပြန်နေလို့ပြောတာဖြစ်မယ်။ဘာပဲဖြစ်ဖြစ်တပည့်တော်မိခင်ကြီးကိုကယ်ပြီးပါဗျာ။မတိရမနိဗ္ဗာန်ဆိုတာကရှိတယ်ကွာ။နိဗ္ဗာန်ကိုရအောင်ပြုလုပ်နိုင်တဲ့အကျင့်တရားကိုသာဘုန်းကြီးဟောကြားနိုင်တယ်။အဲ့ဒါဆိုရင်လည်းတပည့်တော်အိမ်ကိုကြွပါဗျာ။တပည့်တော်မိခင်ကြီးကိုတရားဟောပြီးပါ။ဆရာတော်ကမိခင်ကြီးကိုမြေတာကြီးမားတဲ့မင်းနောင်ကိုကိုကျင်းစာတရားထားပြီးဘေးဘေးရွာကိုကြွဖို့သဘောတူတယ်။မင်းနောင်ကဆရာတော်ကိုပေးလို့ရတာနဲ့အတော်ကိုဝမ်းမြောက်နေမိတယ်။သူတင်လာတာက မိခင်ကြီးကဆရာတော်ရဲ့စကားဆိုရင်နားထောင်မယ်လို့ထင်နေမိတယ်။ဒါကြောင့်ရွာရောက်ရင်ဆရာတော်ကမိခင်ကြီးကိုမြို့ဆေးဝင်တက်ဖို့အတွက်ဖြောင်းပြခိုင်းမယ်လို့ယူရှင်းတဲ့အချက်နဲ့ဖြစ်တယ်။အဲဒီနောက်တော့ဆရာတော်ကတပါးနဲ့မင်းတော်လုံးနဲ့တူဘေဘီယာကိုကြွမြန်းသွားတော့တယ်။ဘေဘီယာကိုပြန်လမ်းမှာလူငယ်လေး၄၅ယောက်နဲ့ဆရာတော်တပါးကြွလမ်းလို့လာနေတယ်။ဆရာတော်ကခြေထောက်မှာခြေပလာနဲ့မို့လို့မဘိုးတင်ကမင်းတော်နာကိုတိုးကပ်သွားပြီကိုမင်းနာဖုန်းကြီးကိုဖက်နဲ့လေးပေးလိုက်ပါလားချိုးတူကဖက်နဲ့မပါလို့မဘိုးတင်တို့စီမှာတကယ်ကိုဖက်နဲ့မပါဘူးအဲ့ဒီခေတ်ခါခါဖက်နဲ့ဆိုတာ ခုံဖနက်နဲ့ကားတာဖနက်တာရှိပြီးတော့မင်းအောင်နဲ့ဂျိုးသိန်းတို့ရဲ့ဖနက်တွေကကားဖနက်တွေဖြစ်တယ်။ဒီကားဖနက်ဆိုတာကကားတာနဲ့လှူထားတဲ့ဖနက်ကိုဆိုခြင်းပေါ့။မတူတဲ့ခင်မှာတော့အကျန်းခံတဲ့ကားတာဖနက်ကားဖနက်နဲ့သက်သားဖနက်ခုံဖနက်ကိုသာစီးကြရတဲ့အခြေ။လူပြောဝင်ကားမှဖနက်စီးပြီးတော့မမိုးတင်တို့အရွယ်ကလေးသက်သားတွေကဖနက်မရှိခြေပလာနဲ့သာဖြစ်ကြရတယ်။အခုမမိုးတင်ကသူတို့နဲ့တူပါလာတဲ့ဆရာတော်ကိုအပေါ်ဘူးအောက်ဘူးဖြစ်နေလိမ့်ပြီးခြေတော်ဘူးသက်သားရဲ့အလုံကမင်းအောင်ကိုဆရာတော်ကိုဖနက်ပေးဖို့ပြောလိုက်ခြင်းဖြစ်တယ်။ ဒီကမင်းလောင်ကသူ့ရဲ့ဖနက်ကလေးကိုချွတ်လိုက်ပြီးဆရာတော်နားကိုယူသည်သည်ကတ်သွားလို့အရှင်မယားတပည့်တော်ဖနက်ကိုစီးပါဗျာအခုကနေပူခြင်းဖြစ်နေလို့ပါတပည့်တော်တို့ကသွားနေကြဆိုတော့ခြေပလာနဲ့လေဘာမှမဖြစ်ပါဘူးဗျာဒါကလေးတွေရဲ့စိတ်ထဲကမုံမြက်ပါတယ်သို့တော်လည်းဘုန်းကြီးတွေမလိုပါဘူးအရှင်မယားအပေါ်ကနေကလည်းဘူးအောက်ကမြေကြီးကလည်းဘူးဆိုတော့မတတ်တာလားပါဒီရဲ့ဘူးကငရဲမှာဘူးတဲ့ဘူးနဲ့ဆိုရင်ဘာမှမပြောပါတော့ပါဘူးဒါကလေးဆရာတော်ကဖနက်လူတာကိုလက်မခံတဲ့ကမင်းအောင်ကသူ့ရဲ့ဖနက်ကိုပြန်စီးလိုက်တယ်ဒီအချိန်မှာတော့ကောင်းငင်မှာမိသားတွေကနေလုံးကြီးကိုရုတ်တရက်ကွယ်သွားလို့ မိုးအောင်သွားပြီးတယ်နော်မာဘိုးတွေတို့ဝမ်းသာနေမိတယ်သူတို့ဝမ်းသာရခြင်းကသူတို့နေရလို့မဟုတ်ဘူးဆရာတို့ရဲ့ခေါင်းကိုနေမပူနိုင်တော့လို့ဆရာတို့တော့ဝမ်းသာနေခြင်းဖြစ်တယ်ဆရာတို့ကမာဘိုးတွေရဲ့စိတ်တက်ကိုခံမှန်းမိတယ်ထင်ပါတယ်ဒီခါလေးနာမည်ဘယ်လိုခေါ်တယ်လဲလို့မေးတော့ကျုပ်နာမည်ကဘိုးတင်လို့ခေါ်ပါတယ်ဟေးဟောကျုပ်လို့မပြောပါဘူးကတပည့်တော်လို့ပြောရတယ်ဆရာတို့ရဲ့အမေကိုသူပြေးတဲ့သူလို့ဖြေးနေတယ်မာဘိုးတင်ကိုချိုးသိန်းကစူးကောင်းနေခြင်းဖြစ်တယ်အဲဒီကမှဆရာတို့ကတစ်ချက်ပြုံးပြီးချိုးသိန်းကိုရပါတယ်ခါလေးရေသူပြောတဲ့သူလို့သာ ပြောပါစီဘုန်းကြီးနားလဲပါတယ် ဆရာတော်ကဂျိုးသိန်းကိုမိန်တော်မူပြီးတဲ့အခါမဘိုးတွေဘက်ကိုတခါလှည့်လို့ဒါလေးအတွင်းစိတ်ကတော့ဖြူစင်ပါလေအပြင်ကတော့အညူယောင်တန်းနေပြီဘာပြောတာလဲတပည့်တော်မသိဘူးဖေဟာဆရာတော်ကဘိုးတင်ကိုကြည့်ပြီးခေါင်းကိုညှိလို့ဘာစကားမှမမိန်တော့ဘဲနဲ့ဖေဖေရွာကသာခီးဆက်ကြွမြန်းနေပါတော့တယ်ညနေနေဝင်ရီတရောချိန်မှာတော့ဖေဖေရွာကိုပြန်လဲရောက်ရှိလာပြီဖြစ်တယ်ဒီနောက်မှာဆရာတော်ကရွာဦးချောင်းကိုပို့ခိုင်းပြီးရွာချောင်းဆရာတော်စီမှာဒဲဝဝင်တောင်းလီတော့ရွာချောင်းဆရာတော်ကကြည်ပြီးစွာနဲ့လက်ခံတာ မင်းတော်တို့ကဆရာတော်ကိုနှုတ်ဆက်ပြီးရွာကိုပြန်ဝင်မှုဟန်ပြင်းတယ်ဆရာတော်ကမနက်ပြန်မိုးလင်းကသူ့ကိုလာပြီးမှမင်းတော်ကိုတေချာမှာကြားတယ်မင်းတော်ကဆရာတော်မှာကြားချက်တွေကိုတေချာမှတ်သားပြီးမမိုးတင်တို့နဲ့အတူကိုယ့်အိမ်ကိုပြန်ခဲ့ကြတော့တယ်မမိုးတင်ကညာအိယာဝင်တဲ့အခါသူတို့နဲ့အတူရွာကိုပါလာတဲ့ဘုန်းတော်ကြီးကြောင့်တွေးနေမိတယ်ဘုန်းတော်ကြီးကဖက်နဲ့မပါခေါင်းဆောင်မပါနဲ့အတော်ကိုပူမာပဲလို့တွေးနေမိတယ်ဒါပေမဲ့ချွေးတစ်စက်မှမထွက်မျက်နှာတစ်ချက်မှမပြတ်တာကိုသူကသတိထားမိတယ်သူတို့လည်းဝယ်စားပေါ်ပါပါဝယ်စင်ထားသူပင်လေချွေးတွေဆူရွှဲနေခြင်း တင်ကန်းတူတူကိုဝုတ်ပြီးနေပူကြီးထဲမှာအဖဲကြောင့်ချွေးမထွက်ရတယ်ဆိုတော့ကိုတွေးမရဖြစ်နေတယ်။ဒီတော့တော့တော်ရောက်ထောင်ရအထွေနဲ့ကြီးစိုးနေလို့အိမ်မပြောဖြစ်နေစင်မှာ။ကောင်းလေး။ငါတို့ရင်ရှိမှာလူကြီးတခုတွေ့တယ်။အဘမျက်လုံးသိမ်းမှာကလို့ကြီးစမ်းမအောင်။မဘိုးတင်ကလည်းပရင်ပေါက်တကားနီမှာယက်နေတဲ့ဦးဦးနာကိုသွားတယ်။အဲဒီနောက်မှာပရင်တကားပေါက်ကတေချာကြည့်လိုက်တော့လူတယောက်အိမ်ဝိုင်းဝါမှာယက်နေတာကိုတွေ့ရတယ်။အဲဒီသူကအိမ်ကိုတေချာကြည့်နေရင်ကဦးဘိုးတင်ကျုပ်ကိုကူညီပါဦး။အဲဒီအကြီးကနေအတန်းထွက်လာတဲ့အခါအိမ်ပေါ်မှာထွန်းထားတဲ့ရင်းနေစီမြက်ွက်ကိုယူပြီး မိရင်တဲကိုထဲလို့အိမ်ရောက်ကိုအိုးနေမှာဘူးတင်ကဆင်းလာတယ်။ဒီတော့အိမ်ဝိုင်းအဝါမှာရက်နေတဲ့လူကိုမိရောက်နေတဲ့ချာကြည့်လိုက်တော့ဘုန်းကြီးလူထွေရာကြီးဆိုသူဖြစ်နေတယ်။ရာကြီးညာကြီးမို့ချုပ်ဘာဖြစ်လာတာလဲ။ကျုပ်ကိုခင်ဗျာကူညီမရမယ်။ကျုပ်သိထားတဲ့တရားတွေကသူနဲ့တွေ့မှအဝိဇ္ဇာလုံးလုံးဖြစ်သွားပြီ။ဟေးကငါတို့နဲ့စကားပြောရင်မင်းမဲသိနားလေတဲ့စကားကြီးလာမပြောနဲ့။ငါတို့နားလေမယ်စကားပြောစမ်း။ကျုပ်ပြောပါမယ်။ကျုပ်ကိုကူညီနေတာဆိုလို့ခင်ဗျားတို့နှစ်ယောက်ပဲရှိတယ်။ဟေးကောင်လားတန်းရမထိုင်ပြောကဲအဲသေးဝင် အထဲဝင်လို့ရလားကျုပ်အထဲဝင်ခမရကောင်တွေကကျုပ်ကိုလုံမဲ့တင်တယ်အစောကတော့ကျုပ်ကိုမျက်တော့နေကြည့်နေတဲ့တပ်ပင်ဘောကနေကြည့်နေတာကျုပ်ကအခုချိန်မှာသူနဲ့ဝေးရမှာကိုအကြောက်ဆုံးပဲကျွန်တော်ဘာကူမှမကြောက်ဘူးအေးပါယာကြီးဟာလာတန်းရမှာတိုင်းဦးနဲ့မဘိုးတင်ကအရင်မူးနေတဲ့ဘုန်းကြီးလူတွေယာကြီးကိုအေးရှိတန်းရမှာထိုင်စီပြီးတော့သူတို့ကလည်းယာကြီးနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ကြတယ်အဲ့ဒီနောက်မှာယာကြီးကိုဦးကစကားဆိုတယ်ငါတို့ကအဲ့တို့မှာမင်းကမလာစဘူးအခုအရင်မူးမှာငါ့ရင်လာပြီဘာလာလို့တာတော့ဦးကျုပ်ကခမရတဲ့အတော်ငယ်သေးတာ ကျောက်ကအခုမှအသက်40ပဲရှိသေးတယ်။အေးငါသိပါတယ်။ကျောက်ကလောကီသားဆိုတော့ခမားလေးအသည့်ကျောက်ကဝိဇာအမောင်ဖုံးပြီးတော့မှဆွဲလန်းခြင်းဆိုတဲ့တနာအောက်ကိုကျုပ်တက်ဆင်းလိုက်ရပြီ။မင်းကငါပြောထားတယ်နော်။ငါတို့နားလည်အောင်ပြောလို့ကျုပ်ခမားလိုငပိမ့်မဟုတ်ဘူး။ဟဲ့ကောင်ယာကြီးမင်းအခုပြန်တော့ဦးဝင်ရစကားကိုပြီးအောင်နားထောင်စမ်းမအောင်။ခမားလိုငပိမ့်မဟုတ်တဲ့သူမျိုးဆိုလို့ဒီရွာမှာပြေးရှာကြည့်။ကျုပ်ပြီးရင်ခမားကိုပဲပြေးမြင်ရော။ကဲပြီးရောပြီးရော။ ယာကြီးကအရှောက်ခေါင်းသွားလို့ဒါတော်တယ်ဒီနောက်တော့ယာကြီးကသူ့ရဲ့မျက်ပုံးကမျက်ရည်တွေကျလာပြီကျိုးရဲ့ဘွားကျိုးရဲ့အနာကကျိုးရဲ့ဘန်းတိုင်ကျိုးရဲ့အရာကိုဆုံးရှုံးရတော့မယ်ဟာယာကြီးမင်းဘာဖြစ်တာလဲဆိုတော့ရှင်းရှင်းလင်းလင်းပြောပြစမ်းမအောင်ကျုပ်ကျုံနဲ့ကျုံနဲ့လေးကြိုက်နေတာတော့ကြာပြီဘဲကလေးလေးကွာရွာပိုင်းကလေးစိန်လားဟာဗျာအဲ့ဒါကဘယ်နှခုလည်းမသိတဲ့ဟာမကြီးကျုပ်ကဘာလို့ရမှာလို့ကျိုးရဲ့လေးကအပြူဟဲ့ကောင်မင်းမင်းသမီးလောက်ပဲရှိတဲ့တောင်းဝင်နဲ့မိတင်စရဲ့သမီးလေးယူလား ဲ့ဒါဆိုနာမည်တော်တော်ဆိုးသွားပြီမင်းကွာကိုတကယ်ချင်းအရင်ကြီးတောင်းဝရဲ့သမီးကိုမှမဟုတ်ဘူးဗျာမကြီးမလေးညီမနှစ်ယောက်တည်းကမလေးကိုပြောတာချင်းလုံးလို့လေးလို့ခေါ်တာခမရပြောချင်တာတွေရှောက်ပြောနေတယ်မသိဘူးလေကွာမင်းကလောင်းစားညီမကိုမှကြိုက်ရသလားအချင်းမှာစက်ကုမရှိဘူးဘာလဲကွာစက်ကုစက်ကုဆိုတာမျက်လုံးကိုပြောတာခမရလေအောင်လန်းစရာတာပြတာတော်တော်ဝေးတာပဲဦးအောင်လည်းမခန့်ချိမခန့်တာဖြစ်ပြီမြစိတ်တော်ဝင်စားလို့တီးခန့်အောင်ဤပြီအဲ့ဒါဘာဖြစ်လဲပြောစမ်းကျုပ်ရဲ့လေးကိုဟိုဘက်ကပကြီးငိုဆိုတဲ့ကောင်ကလာတောင်းတော့မယ် ကျုပ်ရဲ့ဥပဒေရုံနဲ့အဲ့ဒီကောင်ရဲ့ရုပ်ကိုရှင်းကြည့်စမ်းမဦးအောင်ကျုပ်စိတ်တည်းအဲ့ဒီကောင်အောင်လန်းအတက်တွေနဲ့ပြူစားပြီးတော့ကျုပ်ချစ်သူကိုအပိုင်ကျန်းနေတာဟုတ်ကောဟုတ်ရဲ့လားကွာဟုတ်တာမှသေးသေးဟုတ်ကျုပ်ကိုကူညီပါအောင်ဖိတ်ချင်းဖိတ်ကိုယ့်ရဲ့ထဲဖိတ်အောင်လှုပ်ပေးစမ်းမအောင်ဗျာအေးပါကွာငါစုံစမ်းလိုက်အောင်မယ်မှန်တယ်ဆိုတော့ငါကူညီမယ်အခုတော့မင်းပြန်တော့ငါတို့အိတ်ချင်ပြီဦးနဲ့ဘိုးတင်ဟာလူဘဝမှာအိတ်ချင်တွေကအများကြီးပါကျုပ်လိုအဆွေးသမားရဲ့စကားတွေကသာရှားတာယာကြီးကကျယ်တွေကိုကြည့်ရင်ကစကားဆိုနေစဉ်တကားပေးတဲ့ကြားလို့ဘေးဝေးရောက်ကိုကြည့်တဲ့အခါ ကိုယ်နဲ့မာဘိုးဒီတို့အနာမှာရှိမနေတော့ဘူးသူစကားဆပြောနေစဉ်ကလေးကအိမ်မောက်ကူတသွားကြပြီဖြစ်တယ်ဒါကြောင့်ယာကြီးကဒင်းဒီရိုင်းနဲ့အိုးရဲ့အိမ်ဝင်းထဲကနေထွက်ခွာသွားပါတော့တယ်မာဘိုးဒီကညကယာကြီးကိစ္စကြောင့်အေးအေးပြက်ပြီးမနဲ့မိုးစင်စင်လေးမှနိုးလာတယ်ဒီနောက်တော့နေ့တတူကလောရမယ့်အရာတွေကိုလုပ်ပြီးတဲ့ကနေကအတော်မြင့်နေပြီဖြစ်တယ်အခုချိန်ဆိုရင်သူတို့ခေါ်လာတဲ့ဘုန်းကြီးလည်းမင်းတော်တို့အိမ်ကိုရောက်လာပြီလို့တွေးပြီးမင်းတော်တို့အိမ်ကိုထွက်လာတယ်မင်းတော်တို့အိမ်နားကိုရောက်တဲ့ခါမှတော့ဆရာတို့ရဲ့တရားဟောတာကပြန်လွင့်နေတယ်ဒါကြောင့်အိမ်လီကားလေးတိုက်တက်သွားတော့ အိမ်လေးပေါ်မှာမင်းအောင်ရဲ့မိခင်ကြီးကလက်အိမ်ကတရားနာနေတယ်။သူမအပြီးမှာလို့ရွာကလူကြီးတွေနဲ့တရားတို့လူစုရှိနေတယ်။တရားလဲဟောနေပြီးမှုမဘိုးတင်ကအိမ်တန်းရအောင်မှာထိုင်နေပြီးတော့အိမ်ဘောကဆရာတို့ရဲ့တရားတန်ကိုအတိုင်းသားကြားနေရတယ်။တကားမကြီးတို့ပြောကြီးဘုန်းကြီးရဲ့စကားတန်ကိုကြားနိုင်စွမ်းရလား။ကြားပါတယ်ဗျာ။ထိုင်ပြီးတရားနာခြင်းပြိမဲ့ခေါင်းကမထူနာမူးနေလို့တပည့်တော်မကိုခွဲလို့ပါ။တကားမကြီးကဘာပြစ်မှမရှိတာတောင်းမဆရာမလိုပါဘူး။ဒီနေ့ဘုန်းကြီးတကားမကြီးကိုမတရားအမှန်ညနေပိုင်းကိုတက်လန်းနိုင်တဲ့တရားကိုပြီးမယ်။ တခါမှကြီးစေးချမ်းသာစွာနဲ့တရားကိုနာနာယူပြီးကနှလုံးသွင်းဘုန်းကြီးတို့တရားဆိုတာကဖယ်ချောင်းသွားပြီးကြင့်ကြံမှလည်းမရှိဘူးကိုယ့်ရဲ့စိတ်တဏှာမှာဖြစ်ပေါ်လာတဲ့အရာတွေကတရားရာချောင်းနေပဲဒီနောက်မှာတော့ဆရာတော်ကအနေစာဒုက္ခအနတ္တဆိုတာရှိတယ်တခါမှကြီးအနေစာဆိုတာကတော့မမြဲခြင်းတရားကိုဆိုခြင်းဖြစ်တယ်အလွယ်ကူဆုံးပြောရရင်တော့တခါမှကြီးခံစားနေရတာနဲ့ရှင်ပြီးသိနိုင်တယ်တခါမှကြီးဟိုးရင်ကနေကောင်းနေတယ်အခုတော့နေမကောင်းဘူးအလွယ်ပြောရရင်ဒါတွေကမမြဲခြင်းတရားတွေပေါ့နောက်ပြီးဒုက္ခ ရာမကြီးတို့အရက်ထဲမှာမပါမပြည့်အမြဲသုံးနေတဲ့စကားမလားအလိုမချမှုတွေရှိလာရင်ဒုက္ခလို့ညည်းတဲ့တယ်မလားဒုက္ခဆိုတာနာကျင်နေမှဒုက္ခလို့ခေါ်တာမဟုတ်ဘူးစိတ်ဆင်းရဲတာလိုမကြတာငါကဒီလိုလုပ်ဆိုရင် तू ကဒီလိုလုပ်တယ်ဆိုပြီးမကြည်မနှက်ဖြစ်တာကိလေသာကြောင့်ဆင်းရဲတာတွေကလည်းဒုက္ခပဲအခုချိန်ဆိုတော့ဒကာမကြီးဒုက္ခကိုပိုဆင်းခြင်းလို့သိမိတယ်နဲနောက်ဆုံးတစ်ခုကအနတ္တဆိုတာအတ္တရဲ့ဆက်ကြည့်ပဲစကားပေါ့အတ္တဆိုတာကငါငါအိမ်ငါရာငါသားငါသမီးဆိုပြီးဆွဲလန်းတတ်တယ်မလားအနတ္တကတော့အဲ့လိုမဟုတ်ဘူးဒကာမကြီးငါသူတို့ဘာယောက်ျားမိန်းမမဟုတ်ဘူးဆိုတာကိုအနတ္တလို့ခေါ်တယ် ငါဆွဲกินရမယ်ပေါ့ဆရာရဲ့တရားကိုအကြီးပြုကအရင်ကနေလက်ဥလေးချီပြီးနာကြားနေတယ်။သူမဘေးမှာရှိတဲ့မင်းနောင်နဲ့သာရသာအေးနဲ့ပေတူတူကလည်းနားမလဲဘူး။ထို့သူဘိုးတင်ကလည်းမတွေးနိုင်ဘူး။မင်းနောင်ကသူ့ရဲ့မိခင်ကြီးအေဂျင့်စွာနဲ့တရားနာနေတာကိုပြီးဝမ်းမြောက်စွာနဲ့ရှိနေတယ်။ဆရာတော်ကမျက်လုံးကိုမိတ်ထားပြီးအိမ်ဦးကမှဆန်နေလို့အကြီးပြုကိုခေါ်ခေါ်ပြီးတရားဟောနေခြင်းဖြစ်တယ်။ဒီနောက်တော့ဆရာတော်ကဒီကမှကြီးခန္ဓာ၅ပါးဆိုတာရှိတယ်။အဲ့ဒါဒီကဖောက်ပြန်တဲ့ရုပ်အစုဝေးကြီးကိုရူပခန္ဓာလို့ခေါ်တဲ့ဒီကမှကြီး သတိထားမိမယ်ထင်ပါတယ်နော်ဒကာမကြီးကျမ်းမကြီးကောင်းနေစင်းလုံးကဒကာမကြီးရဲ့ခန္ဓာကိုယ်ကြီးကလှိုက်နိုင်နေမလားငါပဲသွားမယ်ဆိုရင်သွားလို့ရတယ်ငါပါလို့လိုက်မယ်ဆိုရင်လှုပ်လိုက်တယ်အခုကျမ်းမကြီးမကောင်းတော့ဒကာမကြီးစိတ်ထဲရှိရတယ်ကိုသူလိုက်လို့ပြေးနိုင်သေးလားမလိုက်နိုင်တော့ပါဘူးဗျာအဲ့ဒါဖောက်ပြန်တတ်တဲ့ရုပ်ကြောင့်မလားအဲ့ဒါကိုရူဘတ်ခန္ဓာလို့ခေါ်တယ်ပါဠိတွေကိုမမတ်နိုင်ရင်တော့မမတ်နေပေါ့ဘုန်းကြီးပြောတယ်ဆိုရင်ကိုပဲမှတ်သားထားပါဒကာမကြီးဆရာတော်ကတရားဟောကောင်းနေဆရာတော်ဖြစ်တယ်အကြီးပြုကလည်းဆရာတော်ဟောတဲ့တရားကိုသဘောပေါက်အောင်ရှိတယ်ထင်တယ်အသက်ရှူတန်တွေကအင်းကြီးလာတယ်လို့သူမနာမှာရှိတဲ့ ။ဒါပြည့်သူမင်းနောင်ကတတိထားမိတဲ့အထိသူမကဆွဲလန်းလို့မိအတ္တချီနေတာကိုသဘောပေါက်လားလို့စိတ်ကိုပြေလျှော့လိုက်တော့နေလို့ကောင်းလာလို့ထင်လာမိတယ်။အဲဒီနောက်မှာဆရာတော်ဟောကြမဲ့တရားတန်ကိုစိတ်ထဲနှစ်ပြီးမျက်လုံးကိုမိတ်လို့နားနေပြန်တယ်။တရားကဆရာရဲ့အင်းကြီးနဲ့တန်ကထပ်မံပေါ်လာပြန်တယ်။ဒီကမှကြီးကိုနားလည်အောင်လွယ်ဆုံးဥပမာပေးရရင်တော့ရူပခန္ဓာကလောင်ကြီးနဲ့တူတယ်။ဝေဒနာခန္ဓာကတန်ချင်းခတ်ခံရတာ။ရိုက်နဲ့ပုတ်ခတ်ခံရတာနဲ့တူတယ်။နောက်တင်ညက်ခန္ဓာကတော့ထောင်ချနေတဲ့ခူးမှုတိုက်မှုစတဲ့ရဲစုံမှုတွေနဲ့တူပြန်တယ်။သင်္ခါရခန္ဓာကတော့ထောင်မှုယောက်ျားနဲ့တူတယ်။ နောက်ဆုံးဝိညာဉ်နဲ့ခန္ဓာကအပြည့်အလျော်စွာထောင်ကိုကြားတဲ့သူနဲ့တူတယ်။ဆိုလိုရင်းကတော့ဒကာမကြီးခန္ဓာ၅ပါးကိုဆိုရင်ကောင်းကျိုးမရှိနိုင်ဘူးလို့ပြောတာပဲ။ဘုန်းကြီးတို့လည်းကြိုးစားနေရတော့မှဒကာမကြီးကိုနီးလန်းပေးခဲ့မယ်။တတ်နိုင်တဲ့လောက်ကြိုးစားခြင်းကြံပေါ့။မမဗျာတပည့်တော်ညံပြီတဲ့လောက်ကြိုးစားပါမယ်ဗျာ။ဆရာတော်ကချောင်းချက်ဟန့်ပြီးတရားထမှန်ဟောတယ်။ဓဝရ၆ပါးဆိုတာရှိတယ်ဒကာမကြီး။ဇဂုဓဝရသောရဓဝရခန္ဓာဓဝရဇိဝဓဝရကာယဓဝရမနောဓဝရတဲ့။ဒီမှာလို့ပြောရင်တော့မျက်စိနာနှာခေါင်းရှာကိုစိတ်အဲ့ဒီ၆မျိုးပေါ့။ အဲ့ဒီကနေကာမဂုဏ်၅ပါးကိုဖြစ်စီတာပဲပါဠိလိုတော့ရေပါယုံတတယုံခန္ဓာယုံယတယုံဖွဲ့ရပါယုံ ਨੇ ဒါကမှကြီးနားလျအောင်ပြောရရင်တော့အစင်းအာယုံအတန်အာယုံအနက်အာယုံအရတာအာယုံအတွေ့အထိအာယုံတို့ပဲဒါကမှကြီးတို့ဘုန်းကြီးတို့ကကာမဂုဏ်အာယုံနေနဲ့ပြောပါနေကြတယ်မလားအစင်းမှာလှတာမှကြိုက်တယ်ခေါင်းနာမှာမြင်လို့တယ်အတန်အာယုံမှာဆိုရင်လည်းပဲတာယနာပြပွေရာမှကြားကျင်တယ်အနက်မှာဆိုရင်လည်းပဲကောင်းမွန်တဲ့အနက်အာယုံနေပဲရကျင်တယ်လို့အရတာမှာလည်းကောင်းပြီမွန်ပြီဆိုတာပဲလူးကျင်တယ်အတွေ့အထိလည်းကောင်းတာပဲမကောင်းတဲ့အာယုံနေခံစားရပြီဆိုရင်စိတ်မချမ်းမမြေ့ဖြစ်ရတယ်မလား ကဲအဲ့တော့တန်တရားကလွှတ်ချောင်းဖြစ်တဲ့မတရားမမြတ်နေပံကိုရောက်နိုင်မဲ့ဝိပဿနာခြေခံရှုနေပြီးခင်မယ်အရှင်ကတည်းကပို့ပြီးအာယုံဆိုင်ပြီးတော့တကမှကြီးဆရာတော်ကဝိပဿနာတရားဟောနေချိန်မှာအင်ယောက်ကမဘိုးတင်ကအိပ်ပြောနေသလိုအင်ဘောကသာရတို့ကလည်းငိုင်းပြီးနေကြပြီလူကြီးတွေချို့ကလည်းတန်းဝင်နေတယ်တရားကိုတန်သိနားလည်သွားတဲ့အကြီးပြူကအိနေရကနေမင်းတော်ရဲ့အကူအညီနဲ့ထားထိုင်ပြီးဆရာတော်ရဲ့တရားကိုစိတ်ပါဝင်စားစွာနဲ့နားကြားနေတော့တယ်ဒီလိုနဲ့ဆရာတော်ပြန်ကြွသွားတာတပတ်ပြည့်ပြီးဖြစ်တယ် မာမိုးတင်တို့ကလည်းမင်းနောင်အိမ်ကိုအမြဲတမ်းသွားပြစ်ပြီးမြင်းနောင်ကမာမိုးတင်တို့ကိုအိမ်ပေါ်မတက်ခိုင်းတယ်လို့စကားလည်းကြင်ကြင်မပြောခိုင်းဘူး15လောက်ကြာတဲ့အခါမှာတော့အကြီးပြူကသူ့ရဲ့အေရှိမီခွက်လက်မှာလက်လေးနှစ်ဖက်အနောက်ပြေးလို့တရားမှတ်နိုင်တဲ့အခြေအနေဖြစ်လာတယ်မင်းနောင်ကပြန်မဆုံးတဲ့သူဖြစ်ပြီးသူ့ရဲ့မိခင်နဲ့လူလီသေးမရှိအောင်ပြစ်လို့ပြီးတယ်မာမိုးတင်တို့လာတာကိုပင်ကောင်းကောင်းစကားမပြောနိုင်ဘူးမိခင်ကြီးတွေအဆန်ပြုံးနဲ့သူမနဲ့တဲမဲ့ထက်စာတွေကိုတယောက်တည်းအလင်းမပြတ်လုံနေတတ်တယ်အကြီးပြူကအရင်နဲ့လာလာမမဆိုင်အောင်အပြုံးကြည့်ကြည့်နဲ့တင်းကြီးလာတယ်။စိတ်မြက်လက်မြက်ရှိလာတဲ့ကြီးပြူကရရကိုနားလေလာတယ်။ ဒီလိုနဲ့အလင်းပြန်နေပြန်ကောင်းလာတဲ့အကြီးပြုကိုမမိုးတင်တို့လူငယ်တိုင်းကဖာဆေးမှမကူလာပဲနဲ့အလင်းပြန်တက်တာလာတဲ့အကြောင်းကိုသိချင်လာတယ်။ဒါကြောင့်မင်းအောင်လေတော့သွားနေချိန်မှာမမိုးတင်သားရာပီတူးနဲ့တာအီးတို့အကြီးပြုရဲ့အိမ်ကိုရောက်လာကြတယ်။အိမ်ကိုရောက်တော့အကြီးပြုကအိမ်ရောက်မှရှိမနေပဲနဲ့မမိုးတင်တို့ကအိမ်ပေါ်ကိုဒိုးရီတက်သွားပြီးတော့မှလေကားကချောင်းကြည့်တော့အကြီးပြုကဖះရဆုံကိုမျက်နှာမူပြီးတပတ်တည်းကိုပခုံးမောင်တင်တို့ငင်းသက်စွာနဲ့တရားထိုင်နေတယ်။အတန်းကြောင့်လှရှားမှုမရှိတဲ့အတွက်မမိုးတင်တို့ကအိမ်ရောက်ကိုဆင်ပြေးတိုင်းရမှထိုင်ကအကြီးပြုအိမ်ပေါ်ကဆင်းလာကိုစောင့်နေတယ်။ မကြတော့ချင်းအကြီးပြိုအိမ်ပေါ်ကဆင်းလာပြီးမမိုးရင်ကိုကြည့်လို့ဖိုးရင်တို့ရောက်နေတာကြားပါလားလူလေးတို့ရဲ့အကူတော့တော်တယ်သွားတယ်ဟုတ်ကဲ့အကြီးပြိုချို့တို့အကြီးပြိုကိုမေးစရာရှိလို့ဘာများလဲအကြီးအိရာတွေမှာလဲနေရကနေဘာလို့တလာမပြည့်သေးတဲ့အချိန်မှာချက်ချင်းကြီးကောင်းလာတာလို့အဲ့ဒါကလူလေးတို့ဂျေစုပဲလောဘဒေါသမောဟဆိုတဲ့စိတ်တွေနဲ့အတ္တစိတ်တွေဖုံးလန်းပြီးတော့ကိုတို့ကကိုယူနေတဲ့အကြီးကိုလူလေးတို့ကဆရာတော်ကိုပြိမိတရားဟောခိုင်းခဲ့တယ်တကယ်ကိုဒုက္ခနဲ့ရှင်မိတရားနာရတဲ့အချိန်မှာအကြီးအရင်ကမသိနားမလည်ခဲ့တဲ့အရာတွေကိုရှင်ပြီးတော့သိလာတယ် ပြီးတော့ဆရာတို့ရဲ့တမာရီ TV ဝိပဿနာရှုနေတဲ့အချိန်မှာအကြီးရဲ့ကိုယ်ထဲမှာမဲမဲအလုံးတုံးလှည့်နေတယ်လို့ခံစားရတယ်။အဲ့ဒီအမဲလုံးကအကြီးရဲ့ဗဇက်ထဲကနေထွက်သွားတယ်လို့ခံစားပြီးတဲ့နောက်ပိုင်းအကြီးနေလို့ကောင်းသွားတော့တာပဲ။အမှန်ကတော့တရားစီပေါ်လူလေးတို့။မဘိုးတင်တို့ကအကြီးပြေပြောတဲ့စကားကိုထူးဆန်းအောင်ဆိုတဲ့နားထောင်ပြီးအကြီးပြေကိုနှုတ်ဆက်လို့ထွက်လာခဲ့ကြတယ်။ဒီနောက်တော့အကြီးပြေချမ်းမာလာတဲ့ကိုဝမ်းသာကြောင်းနဲ့မင်းနောင်တည်တဲ့လာတာကိုဝမ်းသာကြောင်းပြောနေစဉ်တော့မှပဲချိုင်းတော့တဲ့ဖိုးတွေကသူတို့နဲ့မျက်နှာချင်းဆိုင်မှာလမ်းလျှောက်လာတော့ဖိုးတင်တဲ့တာကြီးကတော့ရောက်တွေးပြီးကိုဘိုးတို့ရဲ့ ရွာထဲလမ်းလျှောက်မယ်ဆိုရင်ကျုပ်ကိုခေါ်ဖို့မင်းတို့လာကိုစောင့်နေတာပဲမင်းတို့ကငါးစီမလာဘူးငါးဘက်ရန်သူတော်ကြီးဦးရကြီးကနေ့တိုင်းငါးဖေမရှိတဲ့အချိန်ဆိုလာပြီးတော့မင်းတို့အကူညီတောင်းခိုင်းနေတာဘာဖြစ်လို့တော့ဘာဖြစ်ရမလဲဦးအောင်နဲ့မင်းကိုပြောပြသားဆိုမလေးကိုကိုပကြီးကိုအောက်လန်းနဲ့လုံမလို့ဆုံဆန်းခိုင်းနေတယ်အေးပြာကျုံမိသွားတယ်ဟိုကလာတောင်းတော့မင်းလို့တရင်ရတယ်အခုကိုရကြီးကကျိုးဆွေးချတတ်တိမယ်တကယ်ကလုံနေလို့ငါမနဲ့ချော်ထားရတယ်သွားလဲဦးငါးဘက်တော့ဦးရကြီးကိုတနာနေပြီ အဲ့ဒီတော့မဘိုးရင်တို့ကဘိုးရင်နဲ့အတူယာကြီးစီကိုထွက်ခွာသွားကြတော့တယ်ဝတ္ထုကလေးကတော့အီမြတ်သားပါပဲယခုတည်းဆက်ပေးခဲ့တဲ့ဝတ္ထုကလေးကတော့အောင်လန်းဘိုးရင်ရဲ့တရားစေးဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ထားပြီးပါဦးဖိနားမှာရှိတဲ့ notification လေးနဲ့နေပေးထားပါအောင်ခင်ဗျနောက်ဆက်မီသူပရိသတ်များကအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ